အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ဒီနေ့ ပြောပြသွားမယ့်အကြောင်းရင်းကတော့ဘာလဲဆိုရင်ဘာ app မှမလို့ပဲ Instagram ကနေအလွယ်တကူဗီဒီယို download ဆွဲနည်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဗီဒီယို အဆုံးထိကြည့်ပေးပါလို့ပြောချင်ပါတယ်ဗျာကဲဒါဆိုရင်တော့အချိန်လေးမဆွဲမီဗီဒီယိုလေးကိုစလာရအောင် let's go ထမဆုံးအနေနဲ့တငယ်ချင်းတို့ Instagram ကိုတစ်ချက်ဝင်လိုက်ပါဗျာဟုတ်ပါပြီ Instagram ကိုဝင်ပြီဆိုရင် ကိုလိုချင်တဲ့ဗီဒီယိုရဲ့ link ကို copy လုပ်ရမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ link ကို ကျွန်တော် copy link တစ်ချက်နှိပ်လိုက်ပါမယ် Okay ဒါဆိုရင်တော့ရပါပြီပြီးရင်အပြင်ကိုထွက်လိုက်မယ်နော်ပြီးရင် Google လို့တစ်ချက်ဝင်ရပါလိမ့်မယ်တငယ်ချင်းတို့ Google လို့တစ်ချက်ဝင်လိုက်ပါဗျာပြီးရင် search bar လေးကိုတစ်ချက်နှိပ်ပြီးဒီစာသားလေးကိုရိုက်ထည့်လိုက်ပါဗျာ အစားသားလေးကဘာလဲဆိုရင် S N A P I N S T A ဒီစားသားလေးကိုဒီမှာရိုက်ရှာလိုက်ပါပြီးရင် search လေးကိုတစ်ချက်နှိပ်လိုက်ပါဗျာတကယ်ချင်းတို့ Okay search လေးကိုနှိပ်လိုက်မယ်နော်ပြီးရင်ဒီလိုလေးပေါ်လာပြီဆိုရင်တကယ်ချင်းတို့အပေါ်ဆုံးဟာကိုတစ်ချက်နှိပ်ဝင်လိုက်ပါအပေါ်ဆုံးဟာကိုတစ်ချက်နှိပ်လိုက်မယ်ဗျာ โอเคဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်ခုန copy လုပ်ထားတဲ့ link ကိုဒီနားလေးမှာ paste လေးလုပ်လိုက်ပါတကယ်ချင်းတို့ဒီနားလေးမှာနည်းနည်းဖိလိုက်ပါဒီမှာ paste ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဘေးနား download ဆိုတာကိုတစ်ချက်နှိပ်ဝင်လိုက်ပါ download ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်เนาะโอเคဒီနေရာမှာနည်းနည်းလေးတော့စောင်းရပါမယ်တကယ်ချင်းတို့ ဒီနေ့အဖြစ် Instagram ရဲ့ဗီဒီယိုကိုကျွန်တော်တို့ download ဆွဲမယ်ဆိုရင် Instagram ရဲ့ logo တောင်ပေါ်မှာမဟုတ်ဘူးဗျာတကယ်ချင်းတို့ကိုယ့်ရဲ့ original video အတိုင်း download ရသွားမှာပဲဖြစ်ပါတယ်။ကဲဒီနေ့လေးမှာနည်းနည်းတော့စောင်းလိုက်မယ်ဗျာကျွန်တော်ရဲ့ internet line အားမကောင်းတဲ့ကြောင်းလည်းပါပါတယ်။โอเคဒီလိုလေးပေါ်လာပြီဆိုရင် close လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗျာ ပင်အောက်ကိုနည်းနည်းဆွဲလိုက်ပါဒေါင်းလုဒ်ဗီဒီယိုဆိုရဲဟာကိုကျွန်တော်တို့တစ်ချက်နေဝင်လိုက်ပါတကယ်ရှင်တို့ဒေါင်းလုဒ်ဗီဒီယိုဆိုရဲဟာကိုနေလိုက်မယ်ဗျာ Okay အပွား close လေးကိုနေလိုက်ပါဒါဘာမှမဟုတ်ပါဘူးကြော်ညာလေးတွေဝင်နေရပဲဖြစ်ပါတယ်ပင်အောက်ကဒေါင်းလုဒ်ဆိုရဲဟာကိုတစ်ချက်နေလိုက်မယ် Okay ဒါဆိုရင်တော့ရသွားပါပြီအောက်က open ဆိုရဲဟာကိုတစ်ချက်နေဝင်လိုက်ပါ Okay ဒါဆိုရင်တော့ download ဖြစ်သွားပါပြီဒါပေမဲ့ gallery မှာ save လုပ်ချင်တယ်ဆိုရင်အောက်နားလေးကပြထားတာကိုနှိပ်လိုက်ပါ ပြီးရင် save video ဆိုတဲ့ဟာကိုတစ်ချက် save လုပ်လိုက်မယ်ဗျာကဲဒါဆိုရင်တော့ရသွားပါပြီကျွန်တော်တို့ gallery မှာလည်း save ဖြစ်သွားပါပြီ gallery မှာရှိမရှိတစ်ချက်တော့ကြည့်လိုက်မယ်ဗျာ okay ကျွန်တော်ခုန download ဆွဲထားတဲ့ video လေးကတော့ဒီကောင်ပါပဲเนาะ download ဖြစ်သွားပါပြီတကယ်ချင်တော့အပေါ်မှာ Instagram logo တွေဘာတွေလဲမပေါ်ဘူးဗျာတကယ်ချင်တော့မြင်တဲ့အတိုင်းပဲเนาะ ဒီနေ့အဖြစ် Instagram ရဲ့ဗီဒီယိုလေးတွေ download လုပ်မယ်ဆိုရင်ဗီဒီယိုရဲ့ quality လည်းအရင်ကောင်းတဲ့ quality နဲ့ဗီဒီယိုရသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒီဗီဒီယိုကတော့ဒါတော့ပါပဲ။တကယ်ချင်းတော့နားမလည်တာရှင် comment မှာဝင်မေးနိုင်ပါတယ်။ဒီလိုဖုန်းနဲ့ပတ်သက်တဲ့ပညာပေးဗီဒီယိုလေးတွေကျွန်တော် channel မှာနေ့တိုင်းတင်ပေးဖြစ်တာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe မနေရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ပေးပါလို့ပြောချင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။အားလုံးပဲကျန်းမာပါစေ။